Hello guys မင်္ဂလာပါ Amazing Call လေးကနေပြန်မှကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ဆရာတို့ဒီဂျာရီဒီဇိုင်းဆွဲကြပြတဲ့အောင်ဖြစ်ပါတယ်အဲ့တော့ဂျာရီဒီဇိုင်းကိုအလွယ်ကူဆုံးနဲ့ဆရာတို့ဒီအမိုက်စားဒီဇိုင်းလေးတစ်ခုဖြစ်အောင်ဆရာတို့ဘယ်လိုဆွဲရမလဲ base software သုံးမလဲပေါ့နော် base software သုံးမလဲဆိုတော့ဆရာတို့ graphic designer ဖြစ်တဲ့အတွက်တော့ ဒီ Photoshop နဲ့လိုဆိုတာကိုတုံးမှာဖြစ်ပါတယ်အဲ့တော့ဒီဒီ design design ဆွဲနေရကျွန်တော်ဇာတ်ရင် message ပေါ့ပါဘောနော်အဲ design design ဆွဲပြပေးလို့ရလားပြီးတော့တချို့အကြောင်းသားတွေလည်းပေါ့နော်ဒီအာ design design ဆွဲနေလေးသိချင်တယ်ဘယ်လိုလေးဆွဲရမလဲပေါ့နော်အဲ့တော့အဓိကတော့ဇာတ်ကဇာတ် design ကလွယ်ပါတယ်ဇာတ်ဒီတခြားသော area design တွေလိုမျိုးပဲ social media ads တွေပြီး printing process တွေပေါ့နော်ဒီအဖြစ် printing process ကပုံစံမျိုးတွေတောင်းရတာပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ဇာတ်တို့ဒီ design ကိုဘယ်လိုဆွဲမလဲဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုအသေးစိတ် သိချင်တယ်ဆိုရင်တော့ရန်ဒရူစက်ပြောမှာလိုက်ကြည့်လိုက်အောင်အဲ့တော့ဒီမှာကဇာတို့ဒီ AI ပေါ့နော်အလိုဘီလိုဆိုရတာဖွင့်လိုက်မယ်ဖွင့်ရင်းသားပြီဆိုတော့ဇာတို့ကသုံးမဲ့ဇာတို့ရဲ့ brand logo ပေါ့နော်အဲ့ဒီဇာတို့ကဒီ social media design ပဲဆွဲဆွဲ avatar design တွေပဲဆွဲဆွဲ printing design တွေပဲဆွဲဆွဲဇာတို့ဒီ ကိုယ့်ရဲ့ brand color ကိုပဲပြန်ပြီးတော့တုံးကြတာပို့ပြီးတော့များတယ်ဗောန brand process မှာဆိုရင်တော့ဆရာတို့ကကိုယ့်ရဲ့ brand color ကိုပြန်ပြီးတော့အသုံးပြုတာမျိုးတွေပို့ပြီးတော့များတယ်အဲ့ဒီမှာဆိုဆရာတို့ကအစိမ်းအောင်အနုရင်ရယ်အပြိုင်အောင်အနုရင်ရယ်ဆရာတို့သုံးထားပေးတယ်တနည်းဖြင့် gradient လေးပေးထားပေးတယ်ဗောနော်ပြီးသားပြီဆိုရင်ကိုယ်ပိုင်းကြိုက်နှစ်သက်တဲ့ pattern မျိုးလေးတွေလည်းဖန်တီးထားလို့ရတယ်ဒါမှမဟုတ်တခြားသောကိုယ်ကြိုက်နှစ်သက်တဲ့တခြားသော style pattern ပုံစံမျိုးလေးတွေလည်းဆရာတို့ကဖန်တီးလို့ရတယ်ဗောနော်အဲ့တော့ကိုဒါကတော့ကိုယ်ကြိုက်နှစ်သက်တဲ့လိုမျိုးလေးဖန်တီးကြည့်လို့ရပါတယ်အဲ့တော့အခုလောဆယ်တော့ဆရာကဒီကောင်လေးကိုခဏဖယ်ထားလိုက်မယ် ပြီးတော့ဆရာဒီမှာရှိရဲ့ rectangular tool လေးယူမယ် shape tool ဆွဲမယ် okay ဆွဲယူသွားပြီဆိုရင်ဆရာကအပြိုင်အောင်အနုအရင်လေးပဲတုံးချင်တယ်ပေါ့နော်အဲ့ဒါကိုဆရာ stone လေးထထားမယ်ဒါမှဆရာက gradient လေးပြင်ချင်တာဖြစ်တဲ့အတွက်တော့ဆရာ gradient လေးကို eye over tool ယူမယ်ဒီကောင်လေးအန်ဒီအောင်လေးယူလိုက်မယ်ပြီးရင်ဆရာက stone မှာ gradient ပြည့်လို့မရဘူး face မှာပဲ gradient ပြည့်လို့ရတာဖြစ်တဲ့အတွက်ဒါတော့ကိုကျန်းနေတဲ့တဲ့ gradient အအောင်ထပ်ချိန်ခြင်းနဲ့ဆိုလဲ window တွေကနေပြီးတော့ gradient ကိုသွားပြီးတော့မှဆရာကျန်းနေတဲ့တဲ့အအောင်လေးလိုက်ပြီးတော့ချိန်လို့ရတဲ့ ဲ့တော့ဇာအခု stoke လေးချိန်လိုက်မယ်ဗျာ stoke ချိန်လိုက်ပြီးတော့မှဇာကဒီလိုမျိုးအာလေးအောင်လောက်ချင်တာမို့ဆရာဒီမှာရှိရဲ့ rectangle တဲ့က polygon 2လေးယူမယ်ပြီးသားပြီဆိုရင်ဆရာ3 gun လေးချိန်လိုက်မယ် okay အဲ့တော့ချိန်ပြီးသားပြီဆရာ stoke တန်ဘိုးလေးကိုအခု low ဆက်ဆရာ1လောက်ထားထားတယ်ပေါ့နော်1လောက်ထားထားတယ်ပြီးသားပြီဆိုရင် edit ထဲက copy edit ထဲက pin friend ချလိုက်မယ်ပုံပွားလိုက်မယ်ပေါ့နော်ပွားပြီးတော့ဆရာနည်းနည်းလေးချိန်လိုက်မယ်ဗျာ ချက်ရဆရာလှည့်လိုက်မယ်အဲဒါမျိုးလေးပေါ့โอเคပြီးသွားပြီဆိုတော့ဆရာစတုတ်တန်ဘိုးလေးကို1လောက်ပဲပြန်ထားမယ်1လောက်လေးပဲပြန်ထားမယ်ပြီးရင်ဒီကောင်လေးကိုဆရာနည်းနည်းလေးသေးလိုက်မယ်ပြီးရင်ဒီကောင်ကို1လောက်ပြန်ထားမယ်ပြီးရင်ဒီလေယာနှစ်ခုကိုဆရာအယောင်လေးတော့ချိန်လိုက်မယ်ဆရာဒီမှာရှိရဲ့အစိမ်း things လေးဖြစ်ဖြစ်ချိန်လိုက်မယ်ပေါ့နော်โอเคစိမ်း things လေးချိန်လိုက်ပြီပေါ့နော်โอเคအဲ့တော့ချိန်ပြီးသွားပြီဆိုရင်ဆရာဒီလေယာနှစ်ခုလုံးကိုဆက်လက်ပေးလိုက်မယ် object ထဲကနေပြီးတော့ blend နဲ့ကနေပြီးတော့ blend option သွားလိုက်မယ်ပြီးရင် specify step မှာဆရာ15လောက်ဖြစ်ဖြစ်ဒါမှ20လောက်ဖြစ်ဖြစ်ဆရာထားလိုက်မယ် okay တစ်ချက်နေ object ထဲကနေပြီးတော့ blend နဲ့ကနေ main လေးကိုတစ်ချက်နေလိုက်မယ်ဒါဆိုတော့ဆရာတို့ draw style မျိုးလေးတစ်ခုရမယ်ပေါ့နော်အဲ့ဒါလေးကိုမှဆရာနည်းနည်းလေးသေးလိုက်မယ်ဗျာ okay ပြီးရင်တော့ကိုကျန်နေတဲ့ pattern style မျိုးလေးကိုကိုလိုက်ပြီးတော့ထွန်ထားလို့ရတယ် order လေးနဲ့ပွားပြီးတော့တောင်းလေးကနေလှည့်မယ်ဒါမျိုးလေးပေါ့အဲ့ဒါတော့ကိုကျန်နေတဲ့ ုံစံမျိုးဆရာပတန်လုံးမှာဖြစ်တဲ့အတွက်ဒါကိုကြက်တဲ့ပတန်လုံးလုံးကြည့်ပေါ့နော်နောက်ကျရင်တော့အကိုလုံးစီခြင်းတဲ့ပတန်လေးတွေရှိရင်လည်းဆိုရဲဒီဗီဒီယိုရဲ့ comment အောက်မှာမှတ်ခဲ့ပြလို့ရတယ်ဆရာပတန်လေးတွေလိုက်ဖန်တီးပြပေးပါမယ်ဒါကတော့ကိုရိုင်းပေါ့နော်ကို brand နဲ့လိုက်ဖတ်တဲ့ပတန်မျိုးဖန်တီးရမျိုးပေါ့တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့ဆရာတို့ဒီ website တွေကိုကဲတို့ဘာတို့မှာဆိုရင်တော့ဆရာတို့ အဲ့ဒီများဖန်တီးပေးထားတဲ့ပတ်တန်တွေလည်းဆရာကအသုံးပြုလို့ရပါတယ်။ဒါပေမဲ့ကိုကအာ brand အကြီးကြီးခံရပြီဆိုရင်တော့ကိုပိုင်ပတ်တန်ဖန်တီးပေးပြီးတော့မှလုပ်ပေးရတာပို့ပြီးတော့များတယ်ပေါ့နော်။အဲ့တော့ဒီလို style မျိုးလေးရမယ်။ Okay အဲ့လို style မျိုးလေးရသွားပြီဆိုရင်တော့ဆရာတို့ဘာလေးလုပ်မလဲဆိုရင်ဒီလေးကိုလုံး select ပေး control G နဲ့ group ဖွဲ့မယ်။ပြီးသွားပြီဆိုရင်တော့ဆရာပတ်တန်လေးလုပ်မှာဖြစ်ပါတယ်။အဲ့တော့ပတ်တန်ကကျွန်တော်ဆရာဘယ်လိုလုပ်လဲဆိုရင် menu bar က object ထဲမှာဆရာတို့ပတ်တန်ဆိုတာလေးရှိရယ်။ခုနကမှဆရာ blend blend ယူခဲ့တဲ့ဒီ ပေါင်းပါမယ်ရောင်အပေါ်လေးမှာပတန်ဆိုလေးရှိရဲအဲကောင်လေးကိုမိတ်နှိပ်လိုက်မယ်နှိပ်ပြီးသားပြီဆိုတော့ okay လေးချက်နှိပ်မယ်ပတန် option မှာဆရာတို့နံမဲလေးပေးမယ်အဲ့တော့ဆရာတို့နံမဲကတော့ထားပါတော့ G E R S E Y J A C B A D D E R ပတန်ပေါ့နော်ပြီးတော့ဒီမှာ grid ရှိရဲ brick brine row ကိုလိုချင်တဲ့ style လေးပေါ့နော် brick brine row brick brine column ကိုကြိုက်တဲ့ပုံစံလေးဖြန်နေလို့ရတယ်ပြီးရင်တော့ဆရာ width ကိုနည်းနည်းလေးကျယ်နေရဖြစ်တဲ့ဆရာဒီဘက်မှာ zone control minus လေးခြုံလိုက်မယ် Okay space bar လေးဖိလိုက်မယ် Okay ဒီမြေဒီနေရာလေးကိုအကောင်လုံးကိုဆက်လက်ပြီးအောင်များလေးနဲ့ဆရာကတ်လိုက်မယ်နည်းနည်းလေး Okay ပြီးသားပြီဆိုရင် DN height ကိုလည်းဆရာအောင်များလေးနဲ့ကတ်လိုက်မယ် Okay ဗျာရသွားပြီဒါဆိုတော့ဆရာတို့လိုချင်တဲ့ pattern style မျိုးလေးရမယ်အဲ့တော့ဆရာနည်းနည်းလေးအပေါ်တက်တက်လိုက်မယ် Okay ဒီဘက်က width လေးကိုလည်းနည်းနည်းလေးထပ်ကတ်လိုက်မယ်ရပြီ Okay ပြီးသားပြီဆိုတော့ဆရာတို့ဒီ ocean bar လေးရဲ့ အောက်မှာ document ban ရဲ့အောက်မှာဆရာတို့ damn ဆိုတာလေးရှိရဲ့အဲကောင်လေးတစ်ချက်နှိပ်လိုက်ဒါဆိုတော့ဆရာတို့ကဒီ button shape လေးဆရာမလိုတော့ဘူးခဏဖယ်လိုက်မယ်အပြီးတော့ကိုချိုက်နှစ်သက်တဲ့ regular tool လေးယူမယ် shape tool လေးယူမယ်ယူပြီးသားပြီဆိုရင်ဆရာတို့ favorite ထားမယ် stroke ဖြုတ်မယ် stroke ဖြုတ်မယ်ဆိုရင် stroke layer value နဲ့ num ကိုနှိပ်ပြီးဆရာတို့ clip ဖြီးပြီးတော့ဆွဲမယ် okay ကိုကြိုက်နေတဲ့ site ပါဆရာကအာလာလာအကြီးထားလိုက်မယ်ပြီးသားပြီဆိုရင် window တွေကနေပြီးတော့ဆရာတို့ကစွတ်ချက်ပေါက်လေးရှိရယ်အဲ့တော့စွတ်ချက်ပေါက်လေးမှာနောက်မှာဆရာရေးထားရှိရယ်တာဂျာစီဘတ်တန်ဆိုပြီးရှိရယ်အကောင်လေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုတော့ဆရာတို့ခုနလောက်ခဲ့တဲ့ဘတ်တန်လေးရသွားလိုက်မယ်အဲ့လိုရသွားပြီဆိုရင်တော့ဆရာတို့ဒီ Photoshop ရဲ့သွားမယ်အဲ့တော့အဓိကတော့ဆရာတို့က Photoshop မှာဂျာစီဆွဲမယ်ဆိုတော့ site chat တွေပြီးရင်ဆရာတို့ကဒီဂျာစီနဲ့ပတ်သက်တဲ့မုတ်ခတ်လေးဆရာချထားဖို့လိုတယ်ဆရာမတော့ဆရာမတော်ဒီမှာ V shape ဘတ်တန်လေးရှိမယ်အဲ့ဒါတော့ site chat လေးပေါ့နော်ဆရာဒီမှာ left side ထဲဝင်လိုက်မယ်ပြီးရင်တော့ဆရာဒီမှာ fee shake က friend လေးတွေဝင်လိုက်မယ် okay okay ပြီးတော့ဆိုတော့ဒီကောင်လေးနှစ်ခုအစီအရာက control g group ဖွဲ့လိုက်မယ်ဒါပြန်ကြည့်အောင်လုပ်ပဲအဲ့တော့ဆရာတို့ဒီမှာ site chat okay ပြီးတော့မျက်လုံးလေးကိုမှိတ်မယ်ပြီးတော့ background လေးကို select ပေးအဲ့တော့ဒါကဆရာကပြန်ကြည့်ရောနောက်ပိုင်းပြန်ကြည့်ရောမယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့နေရာမှာဆွဲပြီးရောမှဆရာတို့ဒီမှာလက်ရှိမြင်ရတဲ့ အာဂျာစီပေါ့ဆောင်းပါတော့ဆရာ Pinterest တို့ဘာလို့မှဖြစ်ဖြစ် Google မှာဖြစ်ဖြစ်ဂျာစီဂျာစီဒီဇိုင်းလို့ရှာကြည့်လိုက် ဆန်ကြီးတဲ့အခါမှာဆရာတို့ကဒီလိုပုံစံလေးပြလိုက်မယ်ပေါ့နော်။အဲဒါမျိုးဒီလာတာပတာမုတ်ခတ်တွေထိုင်ထားတဲ့ဟာမျိုးတွေပြလိုက်မယ်။အဲ့ဒါဒီဆရာတို့ကဒီဒီဇိုင်းဆွဲပြီးသားခါကျရင်ကိုယ့်ရဲ့ဒီဇိုင်းတွေဘယ်လိုထစ်တိုင်းထွက်လာနိုင်လဲဆိုတဲ့ဟာမျိုး for show ပြအောင်ဖြစ်ပါတယ်။အခုလိုမျိုး site ချက်မှာပဲဒီဇိုင်းဒီဇိုင်းဆွဲရတာပို့ပြီးတော့မှအဆင်ပြေပါတယ်။ print out လုပ်တဲ့ခါကျရင်လည်းပို့ပြီးတော့လွယ်ကူတယ်။ပြီးသားပြီဆိုရင်ဆရာတို့က print နဲ့မှလည်း color ပို့ပြီးတော့မှန်တယ်ပေါ့နော်။ဒါလေးနားလည်ထားဖို့လိုပါတယ်။အဲ့တော့ဆရာတို့အခုခုနပတန်လေးပေါ့။အဲ့တော့ဆရာရဲ့ brand color ကကြတော့ဆရာတို့ဒီမှာတုံးထားတဲ့အာဆရာနောက်ခံ W ပေါ့နော်။ နေဘီဘလူးလေးဆရာတုံးလိုက်မယ်အဲ့တော့ဒီကလာလေးယူမယ်ပြီးမှရင်တော့ဆရာဒီမှာဒရိုင်းထားလိုက်မယ်โอเคပြီးပြီဆိုရင်တော့ဆရာဒီကောင်နေယူလေးလေးယူမယ်ယူပြီးသားပြီဆိုရင်တော့ဆရာတို့ H I G H L I G H D highlight ပေါ့နော်အဲ့တော့ဆရာ highlight လေးကိုဆရာဒီမှာရှိရဲ့အယောင်ရဲ့အဲဆရာ neon light အပြာရောင်လေးခုနအပြာရောင်လေးယူလိုက်မယ်ဒရိုင်းလေးထားလိုက်မယ်ပြီးရင်တော့လျှံမဲ့တက်မယ် gradient လေးတို့လေးယူမယ် ဒါမျိုးလေးပေါ့အဲ့တော့ပြီးတော့မှကိုချိုင်းနဲ့တက်တဲ့ကာလာလေးထပ်ချင်းချင်းပေါ့အဲ့ဒါမျိုးသုံးနာထပ်ဆိုင်တော့ဆရာတို့ဒီမှာ solid ကာလာဆိုပြီးယူပြီးတော့မှကိုချိုင်းနဲ့တက်တဲ့ကာလာလိုက်ပြီးတော့ရွေးပြီးတော့ထားတာပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ဘေးနားမှာလေယာဉ်မလေးယူမယ်ပြီးရင် normal ထားမယ်ကိုလိုတလောက်လေးဖြောင်းမယ်ဒီလို style လေးပေါ့ okay အဲ့တော့ပြီးတော့ပြီဆိုရင်ဆရာတို့ဒီမှာရှိနေတဲ့ button လေးကိုယူသွားမယ် brochure လေးကိုဆွတ်ထည့်မယ် ဒါပေမဲ့ sweat ထည့်လို့မရတဲ့ဟာမျိုးဆိုရင်တော့ control c နဲ့ copy ကိုပြီးရဒီမှာ control v နဲ့ပြန်ချပါအဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာဒီမှာတော့ဆရာဆွဲထည့်ရအောင်နည်းနည်းလေးရောစောင့်အောင်လိမ့်မယ်။ Okay ရပြီ။အဲ့တော့ပြီးရင်တော့ဆရာနည်းနည်းလေးဆွဲချင်လိုက်ပါမယ်။အဲ့တော့ကိုလိုတော့ကိုလိုချင်တဲ့ site လောက်ပေါ့ဆွဲချင်လိုက်မယ်။ Okay ။ပြီးတော့ layer အောက်ကိုထားလိုက်မယ်။ဒီကောင်းရဲ့အောက်ကိုတော့ထားလိုက်မယ်ပေါ့နော်။ပြီးရင်တော့ဆရာ layer map လေးတက်မယ်။ gradient တို့လေးယူမယ်။ထပ်ဖြောင်းမယ်။ပပလေးပေါ့။အဲဒီနေရာလေးတို့လေးဖြောင်းဖြောင်းမယ်။တို့ style မျိုးလေးပေါ့။ အပြီးတော့မှကိုကဒီလိုရောင်နေတိတ်မကြိုက်ဘူးဆိုရင်တော့ဆရာဘာလို့လို့ရလဲဆိုရင် normal က blending mode ထဲအောင် overlay soft light တွေဆရာဘာ light change ကြည့်လို့ရတယ်နည်းနည်းတက်တောက်လေးပေါ့နည်းနည်း live လောက် change လိုက်မယ်သူတို့ style မျိုးလေးအပေါ်လေးကိုဖျောက်လိုက်ပြီပြီးတော့ဆရာရဲ့ logo လေးလာမယ်အဲ့တော့ဆရာရဲ့ logo brand logo ကဒီမှာရှိရယ်ဒီကောင်လေးကိုဘိုလိုရှော့လေးဆွထည့်မယ် AI5 ဖြစ်ရင်တော့ပို့ပြီးတော့ပုံကြည့်ရပေါ့နော်တကယ်လို့ အာဘလိုရှော့ဖိုင်ဆိုရင်တော့အဲ့လိုပုံဝါးသွားမျိုးဖြစ်မှာဆိုလို့ပေါ့နော်အဲ့တော့ဆရာကရှိတ်တွေပါဖန်တီးရဲ့ခါကျတော့ဆရာ AI နဲ့ပို့ပြီးဖန်တီးရပုံများတယ်โอเคဒီထည့်ရပါပြီပြီးဒီဘက်ဘေးနားမှာတော့ဆရာတို့ကဒီ sponsor ship logo ကြီးထားတာမျိုးရှိတယ်ဒါပေမဲ့ဆရာကတန်းတန်းချောင်းဖြစ်တတ်တော့ဒီဘက်ဘေးနားမှာတော့ထားနေထားတာတော့မရှိဘူးပေါ့เนาะတကယ်လို့ကိုကကိုရဲ့ brand ကတခြားသောထားပါ sponsor ship တွေပါရှိရဆိုတော့ sponsor ship တွေပါထည့်ပေါ့เนาะအဲ့တော့ဆရာဒီမှာတော့စာသားလေးတစ်ခုထည့်လိုက်မယ်ပေါ့เนาะစာသားလေးတစ်ခုထည့်လိုက်မယ်အဲ့တော့ဒီမှာကဆရာရဲ့ brand font အဲ့တော့ရှာဦးဒီမှာ frag game okay ပြန်တော့ site လေးနဲ့ချဲ့လိုက်မယ်ပြန်ဒီကောင်လေးကိုဆက်အဖြူအောင်လေးတုံးလိုက်မယ်ဗျာ okay အဲ့တော့ဒီမှာထားလဲရတယ်ရှာဦးဒီလိုမျိုးနေရာနာလေးမှာရင်မနာလေးမှာပဲဒီမျိုးထည့်လဲရတယ်โอเคအဲ့တော့မှာကျွန်တော်က all cat လေးနဲ့ ကိုလိုတို့လေးဖန်တီးခြင်းလည်းရပါတယ်โอเคเนาะအဲ့တော့ဆရာကတော့ဒီနားမှာဖန်တီးရတဲ့ဆိုင်ရင်အာဘယ်လိုလိုလှမလဲပေါ့เนาะဒီနားမှာကိုဒီဇိုင်းလေးထွန်ပြီးတော့မှသွားခြင်းလည်းရတယ်ပေါ့เนาะအဲ့တော့ဆရာဒီကောင်ကိုအာဒီဘက်ကနေရာလေးမှာပဲ control D နှိပ်ပြီးဆရာနည်းနည်းလေးတေးလိုက်မယ်ဗျာ control လေး global ထက် site ကဝေးကနည်းနည်းထူနေပါတော့ โอเคအဲ့တော့ဒီလိုလေးသွားမယ်ဒါမှမဟုတ်ရင်ဆရာကဒီနားမှာဘာမှမထည့်ချင်တော့ဆိုရင်ဒီလိုကို control a နဲ့တစ်ခုမှတစ်ခုလုံးဆက်လက်ပြီးအလဲကိုထားလိုက်ဒါမျိုးလေးလဲရတယ်အဲ့တော့ပြီးရင်လည်းဒီမှာတခြား design တွေ night ဆွဲကြည့်ဘောနော်ဆရာတို့ကဒီမှာက brand shake က3 gun အချွန်လေးရေဆိုရင်ဆရာတို့3 gun အချွန်လေးလိုက်ပြီးမှ try on လုပ်ကြည့်လို့ရတယ်အဲ့တော့ဆရာဒီမှာကတော့ဒီဘက်မှာပဲကိုယ့်ကို3 gun အချွန်လေးဖန်တီးကြည့်ကြည့်မယ်ဘောနော်အဲ့တော့ဖန်တီးကြည့်မယ်ဆိုတော့ဆရာတို့ကဒီဘက်က photoshop file ကိုပြန်လိုချင်တယ်ဆိုရင် control အပေါ်ဆုံးလေယာဉ်ဆိုနှလုံးဖွင့်ထားတဲ့လေယာဉ်ဖြစ်ရမယ် control alter shift e နဲ့ပေါင်းပေါင်းလိုက်တော့ဒီဘက်တပုံဖြစ်သွားလိမ့်မယ်အဲ့လိုဖြစ်သွားတဲ့ပုံ